ကဲဟိုက်ကဲမင်းဆန်ခွန်နီချီဝါအဲအားလုံးပဲမင်္ဂလာပါပေါ့နော်အခုကပြန်ပြီးတော့မွန်တိုင်းဂျူနီဘန်ကိုရောက်သွားပြီပေါ့နော်အဲမေကွန်ပုတ်စာစနစ်ကိုရောက်သွားပြီဒီမှာဆိုရင်လည်းဒါရှီကိုဖတ်ကြည့်ရအောင်ပေါ့နော်ဘွန်ရှောနောခိုးဆိုရီကိုင်ဆူလို့တဲ့သူရဲ့ခေါင်းစဉ်လေးကဘွန်ရှောဆိုတာဒီစာပိုက်တည်းရဲ့ခိုးဆိုဆိုတာဒီစထရက်ချာပေါ့နော်ဖွဲ့စည်းတိဆောက်ပုံတွေကိုနားလည်ကြမယ်ပေါ့နော်ဒီမှာဆိုရင်ယော်မှုမရဲ့နေ့မှာဆိုရင် 第一段落が「例文は素晴らしい技術だ」という内容で始まる文章がありますその次の段落が「しかし」で始めていたらその文章全体の内容はどんなものだと考えられますかと言われば弾幕弾幕とはじゃあパラグラフのまあサバイトバイマスにディアチャオンやリリをディサバイトバイマー စလဲဆုံးလေးတိချာလေးရေးပြထားတဲ့ပါရာဂရက်တစ်ပိုက်ကိုပြောတာပေါ့နော်ဒီမှာဆိုရင်ဒိုင်အီချီဒန်နာကူကဆိုတော့ဒီ first paragraph ပေါ့နော် ပထမအဆုံးစာပိုင်းမှာဆိုရင်တဲ့ rainbow was sabarashi gijisuda အဲလေအီပီဇက်တီဆိုတာအယမ်းမိုက်တဲ့နီးပညာတွေဆိုပြီးတော့ပေါ့နော်နိုင်နိုင်တိုယူနိုင်ရောတဲ့ဒီလိုမျိုးအကြောင်းအရာနဲ့တဲ့ဟာဂျီမာရူဘွန်ရှော့ကအာဒီမတ်စ်တဲ့စထားတဲ့စာပိုင်းတစ်ပိုက်ရှိပါတယ်တဲ့ first paragraph အနေနဲ့ဆိုရင်ဒီကောင်းတဲ့အချက်ကိုပြောထားတဲ့ ဒီလိုမျိုးအကြောင်းအရာလေးနဲ့စထားပါတယ်ဇွန်နိုဆူငီနော်ဒန်လာကူကဒီအဲ့ဒါပြီးတော့အဲ့နောက်နောက်မှလာတဲ့ဇာပိုက်မှာကြတော့တဲ့ရှီကာရှိတဲ့ဟာဂျီမဲတဲအီတာရာရှီကာရှိဆိုတာနဲ့ကပြန်ဆလိုက်မယ်ဆိုရင်တဲ့ဇွန်နိုဘွန်ရှောဇန်တိုင်းနော်နိုင်ရောတဲ့ဒီစာပိုက်အကုံလုံးရဲ့အကြောင်းအရာကတဲ့ဒေါနာမိုနိုဒါတိုခန်းငါရတဲ့မော့စကာတဲ့ဒီဒူတီ မကပထမပိုင်းမှာကောင်းတာနဲ့စတယ်ရှီကရှိဆိုရယ်စကစက်ဆက်လိုက်မယ်ဆက်လိုက်မယ်ဆိုရင်ဒုတိယတစ်ပိုင်းရဲ့စာချောင်းရဲ့အဲဒီစာပိုင်းရဲ့ပေါ့နော်အကုန်လုံးအကြောင်းအရာအနေနဲ့ဘလိုမျိုးအရာတွေလာမလဲဆိုတာကိုခန်းခိုင်းရတဲ့မော့စကာစဉ်းစားလို့ရလားတဲ့အရှိမလည်းပြောခဲ့တယ်ပေါ့နော်ရှီကရှိရောဘာလို့ဆိုရင်လက်ရှိပြောနေရအနေမှာတွေ့ဖယ်ပြီးတော့အဲ ကောင်းတာပြောနေကွာမကောင်းတာလာတာမျိုးအဲအဲ့လိုမျိုးစန့်ကျင်ဘက်လာတဲ့ဟာမျိုးတွေတုံးနေပေါ့နော်ဒါဆိုရင်ပထမစာပိုင်းမှာကျတော့အယမ်းမိုက်တဲ့နီးပညာဒါပေမဲ့လေဂယုစိုက်တုံးဒါမှမဟုတ်လေနည်းနည်းအာသူရဲ့မကောင်းတဲ့အချက်ကလေးလာနိုင်လောက်တယ်ပေါ့နော်ဒါကြောင့်မလို့အေရကျတော့ရေဘုံတော်ယောဤတန်တခဲကိုနိုဘဲတူတယ်နိုဘဲတူဆိုတာပေါ်ပြမယ်လို့ပြောတာပေါ့နော်ဒါဆိုရင်လေအေးပီးစရဲ့ကောင်းတဲ့အချက်တည်းပဲစက်တိုက်ကိုပေါ်ပြမှာတဲ့ ရှိကမှလည်းအရှိမအကောင်းတဲ့အချက်ပြောထားတယ်။ဒါကြောင့်မလို့သူ့ရဲ့စန့်ကျင်ဘက်လာမှာဖြစ်တဲ့အတွက် Ray Bono Yoku အာ Ray Bono Yoku နိုင်တန်မို့ Nobel တဲ့။ဒီ Lee Epstein ရဲ့ဒီနည်းနည်းတိတ်မကောင်းတဲ့အချက်တွေကိုလည်းပဲဖော်ပြမယ်ဆိုတော့ A နဲ့ B နဲ့မှာဆိုရင်ဘာဖြစ်လောက်လဲဆိုတော့ B ပေါ့နော်။ဟဲ့။ရမလားမသိဘူးပေါ့နော်။ဒါမျိုးစာကြောင်းတွေကို link ချိန်ပြီးတော့ဒီစကားဆက်တွေကနေတစင်ဘလို့လာလဲဆိုတာမျိုးအကြောင်းအရာတွေကိုခံမှန်းလို့ရပါတယ်။ ဟိုက်အဲ့ဒါဆိုရင်ဒီရဲ့မေးခွန်းမှာဆိုရင်ခုနိုဘုန်းလျှော်တဲ့အချီပန်အီတိုင်းခုတော်ကနာနီကာတဲ့ဒီခုနိုဘုန်းလျှော်ဒီအပေါ်ကစာပိုင်းပေါ့နော်ဒီစာပိုင်းမှာဆိုရင်နံပါတ်1အပြောခြင်းဆုံးကဘာလဲအဲ့လိုမျိုးအချီပန်အီတိုင်းအပြောခြင်းဆုံးကဘာလဲဆိုရင်ရတဲ့ရှိပါလေဒီလားအာစာပိုင်းတစ်ပိုက်လုံးကိုခြုံငုံပြီးတော့နောက်ဆုံးမှာဘလို့ဘလို့မျိုးကို လမ်းကြောင်းကိုရှောက်သွားတယ်ဆိုတော့အပြောချင်းဆုံးစာရေးတို့အပြောချင်းဆုံးကိုလိုက်ရှာအောင်ပါပေါ့နော်အဲဒီစာကြောင်းတစ်ကြောင်းနဲ့ကနေမှကောင်းတဲ့ချက်ကြီးပဲရေးထားလို့ကောင်းတယ်ဆိုပြီးတော့လည်းတတ်မလို့မရဘူးဆိုးတဲ့ချက်ကြီးပဲရေးထားလို့ဆိုးတယ်လို့တတ်မလို့မရဘူးအကုန်လုံးဇန်းတိုင်းကိုဖတ်ပြီးတော့ပေါ့နော်စာပေကြီးတစ်ခုလုံးအကြောင်းအရာအကုန်လုံးကိုဖတ်ပြီးတော့အဲပါကိုအတိအကပြောချင်တာလဲဆိုတော့ဒီ summarize လုပ်ထားတာလေးတွေကိုမြင်လေးရှိရယ်ပေါ့နော်ဟိုက်အဲ့ဒါဆိုရင်လည်းရှိတော့အတူတူဖတ်ကြည့်ကြမယ်ပေါ့နော်အဲဒီမှာဆိုရင် paragraph A B C D ဆိုပြီးတော့အမှသူကအဲတန်ရခုလေးရှိရပါတော့။ဟုတ်။အဲ့ဒါဆိုရင်အာ Rainbow to Yuki Jisu は本当に素晴らしく私たちは明日になすに Rainbow のおかげでいろいろ助けられている。あまあ、それ、ね、 တိုယူကီဂျစ်ဆိုတာဒီလိုမျိုးလေအေးပီးဆက်ဆိုတဲ့နည်းပညာကလေးတဲ့ဟွန်တိုနီတကယ်ကိုပဲစူမာရာရှိခုအယမ်းမိုက်ပါတယ်တဲ့ဘာတရှိတချီဝါကျွန်တော်တို့တွေကတဲ့အာစီနာစနီအဲဒီလိုမျိုးပူအိုက်တဲ့နွေရာဒီမှာတောင်းပါတဲ့ရေဘိုနောခခဲ့တဲ့ဒီလိုမျိုးလေအေးပီးဆက်တွေကြောင်းမလို့ပဲပေါ့နော်ကောင်းတာတွေရလာတယ်ပေါ့ဟီရိုဟီရိုတက်စခဲတာတဲ့တေဟီရိုအဲအရန်အမျိုးမျိုးပေါ့မှာအကူအညီတွေလည်းရပါတယ်ရေပေါ့နော်တတူရဲ့ဘာဘန်ကျော်တယ်မို့ရှီကောတိုတယ်မို့အဆွေချူ အဆဲဟုခခိနငါရယာရူယောရီမိုစဇုရှိတကုလိုတဲ့ယတဟုကဇုတို့ခိုက်တဲ့ခိတာဥပမာပြောရမယ်ဆိုရင်တဲ့စာလေးလာခြင်းစာလေးလာနေတာပဲဖြစ်ဖြစ်အလုံးလုံးနေတာပဲဖြစ်ဖြစ်ပေါ့နော်အရန်ကိုပူအိုက်နေတဲ့အတော်အတွင်းမှာတဲ့အဆဲကိုခခိနငါရဒီချွေးတွေထွက်နေရင်းနဲ့ယာရူယောရီအမှန်စင်ယာရူယောရီမို့ဆိုယောရီဆိုတာထက်လေချွေးတွေချွေးတန်တရေရဲနဲ့ကွာချွေးထွက်နေရင်လောက်ရတာထက်တဲ့ ဆူဆူရှိတုတ်ကိုတော့ဒီလိုမျိုးအေးမြပြီးတော့နေရာလေးမှာပေါ့နော်အေးမြတဲ့နေရာလေးမှာတဲ့ယတဟုကအဲ့လိုမျိုးခုနကစာလေးလာတာတွေအလုံးလုံးတာတွေအဲ့ဒါတွေဒီလိုမျိုးအေးမြတဲ့နေရာမှာလှုပ်တာပို့ပြီးတော့တဲ့ဇူးတူအဲအပြက်အသက်ပို့ပြီးတော့ကိုမပေါ့နော်ခိုင်းတဲ့ခိတာတဲ့တက်တက်တတာဖြစ်စေပါတယ်တဲ့ဇွတ်တူကနှမျိုးရှိရလေးနော်အမ်တောက်လျှောက်ဆိုလဲရတယ်ပေါ့နော်အပြက်အသက်တစ်ခုနဲ့တစ်ခုနှိုင်းရှင်တဲ့အချိန်မျိုးမှာလည်းရတယ်ပေါ့နော် ဒါဆိုရင်ဒီစာပိုက် A ကိုခြုံငုံလိုက်ခြင်းအပြင်ကောင်းတဲ့ချက်တည်းကြီးပဲပြောပါရယ်ပေါ့နော်ဒီလေးပေးဆက်အရမ်းမိုက်တဲ့နီးပညာဖြစ်ကြောင်းအဥပမာလေးနဲ့တောင်ရှင်းပြသွားသေးတယ်ပေါ့နော်ဟဲ့ဒါဆိုရင် B ကိုဖတ်မယ်ပေါ့နော်ရှီခါရှိယောယီကိုတိုပါကာရီဒေဝါနိုင်ဂျီဆဝါဟီတိုနိုတိုင်အွန်ကိုချောဆဲဆဆူရူရှင်ကေဝါဂေါ်တိုရှိအီဂျောနော်အဲကျူနာဟန်ကာကို ခရီးခါစခုတော့ညောဝိုင်းဆိုတာအရန်ရှိတော့မှန်ပြီပေါ့နော်ဒီမှာရင်ဖြတ်လိုက်မယ်ပေါ့ရှီကရှိဆိုတဲ့ဟာလာပြီပေါ့နော်ဒါပင်မဲ့ဆိုတဲ့အကိုတွေ့ဖယ်တော့မယ်ပေါ့နော်ယောယီကုတ်တော့ဘတ်ကာရီဒေဝနိုင်တဲ့အဲဘတ်ကာရီဆိုတာကြီးပဲဒေဝနိုင်ဆိုတာမဟုတ်ဘူးဒါကြီးပဲမဟုတ်ဘူးပေါ့နော်ယောယီကုတ်တော့ဘတ်ကာရီဆိုတာကောင်းတဲ့အချက်တွေကြီးပဲမဟုတ်ပါဘူးတဲ့ဒီဆိုတာတကယ်တော့လေတဲ့ဟီတုံတော့တိုင်အုံးကိုချောဆဲဆဆူရှင်ကြီးတဲ့ တိုင်းဝန်းဆိုခန္ဓာကိုအပူချိန်ကိုပြောတာเนาะလူရဲ့ခန္ဓာကိုအပူချိန်ကိုတဲ့ချောဆစ်ဆစ်ဆစ်လို့ဒီလို adjust ပေါ့เนาะထိန်အဲချိန်ကြီးဖို့ချိန်ကြီးတဲ့ရှင်းကေးဆိုတာဒီအာယုံကျော် nerve ကိုပြော nerve ဟောပါပေါ့เนาะအာယုံကျော်လေးကိုပြောတာပေါ့เนาะဒီမှာလူတွေရဲ့တဲ့ခန္ဓာကိုအပူချိန်တွေကိုချိန်ကြီးတဲ့အာယုံကျော်ဟာဆိုရင်တဲ့အဲ god to she ဆိုတာကြောင့် she ဆိုတာကြောင့် celsius ကိုပြောတာပေါ့เนาะဂျပန်လိုဆိုရင်သူက share to she ဆိုလို့လဲပြောလို့ရတယ်ပေါ့เนาะဒါမှမဟုတ်လဲ and သူကဆက်ရှိလို့လည်းပြောတယ်ပေါ့နော်ဒီမှာတော့ရှိလို့လည်းပြောလိုက်လည်းရတယ်ပေါ့နော်ဒီဟာလေးကိုကျွန်တော်ဒိုလို့တန်ထွက်တယ်ပေါ့နော်ငါးဒီဂရီအထက်ပေါ့နော်သူပြောချင်တဲ့အိဗေကဒီတကယ်တော့လေးတဲ့လူခန္ဓာကိုယ်တဲ့ဒီလူလူခန္ဓာကိုယ်အပူချိန်ကိုချိန်ညှိတဲ့ဒီအာယုံကျော် nerve cell လေးရာဆိုရင်တဲ့ငါးဒီဂရီအထက်ရုတ်တရက်ပြောင်းလဲမှုတွေကိုတဲ့ခူရီခိုင်းဆစ်ဆိုတာအချိန်ချင်းလောက်တာအချိန်ချင်းလှုပ်ဖို့ရာအတွက်တဲ့ယောဝါးကြီးဆိုတာအဲ အားနည်းတယ်ပေါ့သူပြောချင်တဲ့အဓိပ္ပာယ်ကွာဒီခန္ဓာကိုယ်ချိန်ကြီးရဲ့ကြွတ်တာလေးအဲဒီအာယုံကျော်လေးရှိမယ်အဲ့အာယုံကျော်လေးက9ဒီဂရီကျော်သွားပြီဆိုရင်အဲ့9ဒီဂရီကျော်သွားတဲ့အထက်မြင့်တဲ့အပူချိန်နေမှာရုတ်တရက်ပြောင်းလဲတယ်ဆိုရင်သူကအဲ့အရာတွေကိုဘာထက်ခါတက်ခါခန္ဓာကိုယ်ချိန်ကြီးရဲ့အဲ့လိုမျိုးချိန်ကြီးဖို့ရာအတွက်ဆိုရင်သူကအဲအာနေတယ်ဆိုတော့တိတ်မလုံးနိုင်ဘူးပေါ့ကွာ9ဒီဂရီအောက်ကိုပဲချက်ချင်းသူက adjust လုပ်ပေးနိုင်တယ်9ဒီဂရီကျော်လွန်တဲ့ဒီအပူချိန်နေမှာဆိုရင်အဲ့ တိတ်မလုတ်ပြီးနိုင်ပါဘူးတဲ့ဟုတ်ပြီနော်အဲ့ဒါလေးရမယ်ဒီမှာဆိုရင်အဲနတ်ဆွန်တော့ရှီစကိုက်တို့ရှီစနိုင်တော့အွန်ဒိုစာဝါတဲ့ဂျူးတို့ရှီအီဂျောနီနာဒုခုတို့မို့ယောခွားရီစုကိုဒေတာရီဟိုင်တာရီစတေရူချီနီခိုနိုတိုင်အွန်ကိုချောဆဲဆူဆူရှင်ကေကဥမခုဟာတရာခန်ဟာတရာခနာခုနာဒုခုတို့ကအာရုနောဒါတဲ့ ဒါဆိုရင်ဒီနွေရာဒီပေါ့နော်နွေရာဒီရဲ့အခန်းအပြင်ပါနဲ့အခန်းအတွင်းမှာရှိတဲ့ဒီအပူချိန်ပေါ့နော်အခန်းပူချိန်ရဲ့ကွာခြားချက်ကဆိုရင်တက်ဆယ်ဒီဂရီအထက်တောင်ရှိတဲ့အချိန်မျိုးတွေမကြာခဏရှိတယ်တဲ့ဒါမျိုးတွေရှိတယ်ပေါ့နွေရာဒီမှာဆိုရင် तू ကွာလူခန္ဓာကွာ9ဒီဂရီထက်ကျော်ရင်ထက်ကထက်ကချိန်ကြီးတာကို तू ခက်ခဲတယ်ဒါပေမဲ့ဒီလိုနွေရာဒီမှာဆိုရင်အခန်းပြင်နဲ့အခန်းတွင်းရဲ့အပူချိန်က30ဒီဂရီကျော်တယ်ကွာအဲ့လို ချိန်မျိုးတွေလည်းမကြာခဏရှိတယ်ဒါကြောင့်မို့လို့စုကို data တွေ high data တွေဆိုတာအဲ့လိုမျိုးအခန်းအတွင်းနေအပြင်နေကိုထွက်လိုက်ဝင်လိုက်လုံနေတဲ့အတော်အတွင်းမှာပဲတဲ့ခုနိုတိုင်းအိုးချောဆဲဆူဆူလူရှင်းကြီးရဲ့ဒီလိုမျိုးခန္ဓာကိုအပူချိန်ကိုချိန်ညှိပေးတဲ့ဒီအာယုံကြောလေးရတဲ့ဥမခု ကောင်းကောင်းမွန်မွန်နဲ့တဲ့ဟာတရာကနာခုနာတို့ဒီလိုအလုံးမလုံးနိုင်တော့တာမျိုးတွေရှိတယ်ပေါ့နော်။ဆွန်တို့ခက်ကအဲ့ဒီရရလက်နေနေဆိုရင်နဲ့စကရဲရစီဆိုတော့ပင်မန်းလွယ်တယ်။အတမကဤတိုင်းခေါင်းနေကြိုက်လာတယ်။အစရှိတဲ့ဇမဆာမနာရှောချောကအာရဝရဲတို့တဲ့။ရှောချောဆိုဒီယောဂလက္ခဏာတွေပေါ့နော်။အမျိုးမျိုးသောယောဂလက္ခဏာတွေပေါ်လာတာပါတဲ့။ဒါကြောင့်မို့လို့ဥမာအပြင်အထဲကကျတော့ရန်ကြီးကိုအေးတယ်။အပြင်ကကျတော့ရန်ကြီးကိုပူတယ်။ သူ့ရဲ့ကွာခြားချက်က30ဒီဂရီကျော်တယ်ပေါ့အဲ့ဒါကိုကအခန်းဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက်လိုက်ဒါမျိုးကြီးလုပ်ရင်လူအဲပုံမှန်နေတာထက်ကိုပို့ပြီးတော့ပင်မန်းလွေတယ်ပြီးတော့အာခေါင်းနေကြိုက်တာမျိုးတွေအဲ့လိုမျိုးယောဂလက္ခဏာတွေပေါ်လာပါတယ်ဆိုနာရုတိုစာရနီဝါရီခုတိုကအိုခီတိုတဲ့ဆိုနာရုတိုဆိုအပေါ်ကစာပိုက်ကိုပြန်ညွှန်းတာနော်အဲ့လိုမျိုးဝင်လိုက်ထွက်လိုက်အဲ့လိုမျိုး ဖြစ်သွားပြီဆိုရင်ဒီယောဂလက္ခဏာတွေပေါ်သွားပြီဆိုရင်ပို့ပြီးတော့တောင်းပါတဲ့ဒီမကောင်းတဲ့အရာတွေဖြစ်သွားပါတယ်တဲ့ဟုတ်ပြီနော်ဒါဆိုရင် B စာပိုက်ကိုပြောရင်ကြတော့သူကနည်းနည်းဒီ A စာပိုက်တုန်းကကြတော့အယမ်းပိုက်တဲ့ဤပညာတွေလို့ပြောခဲ့တယ် B စာပိုက်မှာကြတော့ဟာကောင်းတဲ့ချက်တွေပဲမဟုတ်ဘူးဒီလိုဒီလိုဆိုးတဲ့ချက်တွေလည်းရှိတယ်အဲ့ဆိုးတဲ့ချက်တွေကပင်ပန်းလွယ်တဲ့ခေါင်းကိုက်တဲ့အဲ့လိုအမ်ယောဂလက္ခဏာတွေပေါ်လာတယ်ပေါ့နော်ဒါကြောင့်မို့လို့ အဲ့လိုလားဖြစ်ပြီးဆိုရင်ပို့ပြီးတော့တောင်မှမကောင်းတာတွေဖြစ်သွားနိုင်တယ်ပေါ့တို့ကွယ်အစ်တဲမို့ရဲဘူကားရူတမယ်နိဒွန်ဒွန်ဂူအိုက်ကဝါရခုနတ်တာရီနတ်စကအဝါရူမတဲ့နာဝရနိုင်တို့ယူခုတို့မို့အာရုံတော်သားတဲ့ အဲဘယ်နေရာဝဲသွားသွားပေါ့အဲ့လိုလေပူလေအေးပိဆက်ပေါ့နော်လေအေးပိဆက်တွေအဲရှိတဲ့အဲကွန်းတွေအဲ့လိုပုံစံမျိုးပြောတာပေါ့နော်ဘယ်နေရာဝဲသွားသွားလိုမျိုးလေအေးပိဆက်တွေရှိတဲ့အတွက်ကြောင့်မို့လို့တဲ့တဖြည်းတဖြည်းနဲ့တဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်အခြေအနေကဆိုးရွားလာပြီးတော့တဲ့ဒီလိုမျိုးနွေရာတွေပြီးသွားတဲ့အထိတောင်မှမပြောက်တာမျိုးကြီးရှိပါတယ်တဲ့ဆိုးရဲတယ်ကအဲ့လိုဆိုတာဆိုရင်တော့တဲ့ရှီကောတိုရဘန်ကျောတိုကိုရောကအဆိုပြီးမို့တာနိုရှိမဲနိုင်တာတော့တဲ့ဟုတ်ပြီနော် ူကိုရကဆိုအဲဆိုရဲတဲ့ဟာဒီလိုတာဆိုရင်ခုနကပြောလို့ပို့ပြီးတော့တောင်ဆိုးပြီးတော့ပျောက်တောင်မပျောက်တော့ကွာအဲ့လိုမျိုးတာဆိုရင်ねအလုတ်အလုတ်လောက်ရတာစာလေးလာရတာသူကိုရကအဲ့ဒါတွေမပြောနိုင်အောင်အဲ့လိုဖြစ်ဖို့အလုတ်လောက်ရတာတွေစာလေးလာတာတက်တောင်းတက်တာဖြစ်ဖို့နင်းနင်းတတတဲ့အာဆိုးပြီးမို့တဲ့ကစားအမရှောက်လေရတာတောင်မှတဲ့တာနိုးရှိမဲနိုင်တာတော့တဲ့မပျော်တော့ဘူးပေါ့နော်ပျော်ပျော်ရွှင်ရွှင်မဖြစ်တော့ဘူးတဲ့အလုတ်လုတ်ဖို့ဆိုရင်သွား ွားပြီးတော့ဟိုနော်နေမကောင်းမှတော့အလုပ်လည်းမလုပ်ချင်တော့ဘူးစာလေးလာဖို့ဒါမျိုးတွေဆိုရင်မပြောနဲ့ကစားရှောက်လေတာမျိုးပြင်ထွက်ကစားတာမျိုးတော့မှပျော်ပျော်ရွှင်ရွှင်မဖြစ်တော့ပါဘူးတဲ့ဒါဆိုရင်အဲပို့ပြီးတော့စီရကြတော့လည်းအလိုပဲနေမကောင်းတဲ့အကြောင်းပြောထားရပေါ့နော်ဒီရကြတော့ခွန်နယောနာရဲဘောကအစိနာဆူခိုက်တဲ့အခိုက်တဲ့ခိနီစဘောစတမဲနော့စဂရေတာဂီဂျစ်စဒေဝါအာရုကအမောဝါနု တိုင်ချောဖူယောနော်ဂန်အင်းနီမို့နာရီဦးလို့တဲ့ခုနိုယောနီတဲ့အဲဒါလိုမျိုးပါပဲတဲ့ရဲဘိုးကဒီလိုမျိုးလေးပိစက်တရားလေးတဲ့ဒီလိုပူအိုက်တဲ့နွေရာဒီတွေကိုတဲ့တက်တောင်းတက်တာနဲ့ကုံဆုံးမှုအတွက်အယမ်းမိုက်တဲ့နှီးပညာတွေလဲဖြစ်တယ်ပေါ့နော်။အမိုးဝနုဆိုတာအမိုးဝ9လို့ပြောတာပဲဟုတ်ပြီနော်။မထစ်ဒီခါလေးကြာရင်ကွာကိုမတွေးတာနဲ့မတွေးမိလိုက်ဘူးပေါ့နော်။တိုင်ချော ူအဲဖူလျောနော်ဂန်အင်းဆိုတော့တိုင်းချောဆိုတာဒီခန္ဓာကိုကိုယ့်ရဲ့ခန္ဓာကို ကျမ်းမာရေးကဖူလျောမကောင်းတော့တဲ့အကြောင်းရင်းတောင်မှာတဲ့နာတိဥရုဆိုတာနာရုခမရှိတဲ့နိုင်လို့ပြောမှာပေါ့နော်အဲဒီလိုမျိုးအကြောင်းရင်းတောင်မှာဖြစ်ရင် ဖြစ်သွားတော့ပါတယ်တဲ့ဒါဆိုရင်အဲဒီလိုပေါ့ဒီလိုမျိုးပဲအပေါ်မှာရှင်းပြတယ်လို့မျိုးပဲကောင်းဒီညရာဒီမှာတက်တောင်းတက်တာနဲ့ နေထိုင်ဖို့ကုံစုံမှုအတွက်အရန်မိုက်တဲ့နည်းပညာလည်းဖြစ်တယ်လို့အဲကိုမထင်ထားဘဲနဲ့ကိုခန္ဓာကိုကျမ်းမာရေးအခြေအနေစိုးရွားသွားစေတဲ့အကြောင်းရင်းတောင်မှအကြောင်းရင်းလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်တဲ့ဒါကြောင့်မို့လို့ Rainbow No Gijitsu ဟာအာရိကတိုင်းမွန်လိုတာကရှီအဲဒိုင်းဂျီနာခုတ်တော်ကဆွန်နိုဂီဂျစ်ဆိုအိုမာကုစကောက်တိုယူခုတ်တော်ဒါတော့တဲ့ဟုတ်ပြီနော်ဒါမှဆိုရင်ဒါကြောင့်မို့လို့တဲ့ဒီလိုမျိုးလေအေးပေးချက်ရဲ့နည်းပညာအာရိကတိုင်းဆိုကျေးဇူးတင်စရာကောင်းတယ် ဒီလိုမျိုးနီးပညာရေပေါ်လာတာအကောင်းတယ်ပေါ့နော်ကျေးဇူးတင်စရာကောင်းတဲ့အရာရှိအရာလည်းဖြစ်တယ်ပေါ့နော်ဆိုပေမဲ့လည်းတဲ့ဒိုင်းဂျီနာခုတို့ကအရန်အရေးကြီးတဲ့တစ်ချက်ကကြတော့တဲ့ဆွန်နုကီချစ်ဆိုအဲ့လိုမျိုးအရန်မိုက်တဲ့နီးပညာတွေကိုတဲ့ဥမခုကောင်းကောင်းကျွန်းကျွန်းကျင်ကျင်နဲ့စကောက်တို့ယူခုတို့ဒါတော့တဲ့အသုံးပြုတင်တယ်ပေါ့နော်အမကတန်ဆေးလွန်ပေးပေါ့နော်အာကျွန်းကျွန်းအဲပြောရမယ်ဆိုရင်တေချာချာလေးတုံးပေါ့အသုံးလွန်သွားရင်လည်းတန် ဘေးဖြစ်သွားတယ်ဆိုတဲ့ပုံစံမျိုးပြောတာပေါ့နော်ဟုတ်အဲ့ဒါဆိုရင်ဒီစာပိုက်ကို link ချိတ်ပြီးတော့ဖတ်ဖတ်ခြင်းအပြင် A ကကောင်းတာကိုပြောသွားတယ် B နဲ့ C ကကောင်းတာတွေမဟုတ်ဘူးဆိုးတာတွေဒါမျိုးဒါမျိုးတွေတောင်ဖြစ်သွားနိုင်တယ်ဒါမျိုးတွေလည်းရှိတယ်ဆိုတော့အကြောင်းရင်းကိုရှင်းပြပြီးတော့ဥပမာတွေပြောပြသွားတယ် D ကကြတော့အနှစ်ချုပ်ကိုပြောပြသွားတယ်ပေါ့နော်အမ်ဒါကြောင့်မို့လို့အပြောချင်ဆုံးအရာကဘာလဲတဲ့အမ်စာရေးသူရဲ့ဒီ ပေါ်တော့စာရေးသူရဲ့အတွေးတွေအမြင်တွေကိုဆိုရင်လည်းနောက်ဆုံးပိုင်းမှာရှိတတ်တယ်။အပြောချင်းဆုံးအရာဆိုရင်လည်းသူကအဲဒီလိုမျိုးနောက်ဆုံးပိုင်းမှာဖြစ်ဖြစ်ပေါ့နော်။အရှိမကကြတော့သူပြောတင်နာတွေကိုပြောသွားပြီးတော့နောက်ဆုံးကြတော့ဒါမျိုးတွေရှိတယ်လို့ဒါမျိုးတွေလည်းရှိပါတယ်ဆိုပြီးတော့ခြုံငုံပြီးတော့အဲအပြောချင်းဆုံးလေးနဲ့အဆုံးတက်သွားတာမျိုးလည်းရှိတယ်ပေါ့နော်။ဟုတ်အဲ့ဆိုရင်မြတ်ဆန်တို့ဖြေတွေကိုရွေးတဲ့ချိန်မှာတိတိကျကျလေးဖတ်ပြီးရွေးနိုင်မယ်လို့ထင်တယ်ပေါ့နော်။ ဟဲ့ကင်၍ကိုက challenge ခေါ်ခြင်းနေဆိုရင်ကြတော့အမ်ဒီအရင်ကြိုဖတ်ပြီးမှဒီဟာကိုကြည့်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်လေခုနကပြောလို့ဗီဒီယိုပေါ့နော်ဖတ်ကြည့်အဲနားထောင်နေရနားထောင်နေရနဲ့ကိုကကိုအဖြေရွေးခြင်းနေဆိုရင်ဗီဒီယိုခဏရက်ပြီးမှပဲရွေးလဲရတယ်ပေါ့နော်はい、私ね、ディルを噴めてね。一番じゃろ、レボは素晴らしい技術なので、どんどんえ、し、え、まずね、使用するべきだれ。べきぞ、てんね、漏てんね。だめとはぼの。 ဒီလိုမျိုးလေးအေးပေးဆက်တွေကအရမ်းမိုက်တဲ့နီးပညာတွေဖြစ်တဲ့အတွက်ကြောင့်လည်းပူ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 ပြီးတော့အသုံးပြုတင်နေတဲ့ဟုတ်ပြီနော်ဒါပြောရလားဆိုရင်တော့อืมသုံးတင်နေပါရီ recommend ပေးတာတွေတော့မပါဘူးပေါ့နော်အဲအရင်မိုက်တဲ့နီးပညာဆိုတာကိုပြောတယ်ဒါပေမဲ့အပြောချင်ဆုံးအကြောင်းအရာမဟုတ်နိုင်ဘူးပေါ့နော်ဒါမှမဟုတ်တစ်ကိုတည်းရှိပယ်လိုက်မယ်နှစ်ကကြတော့ရှီစကိုင်းတို့ရှီစနိုင်းတို့အွန်တို့ဆာဝဂျူးအဲဂျူးတို့ရှီအီဂျွန်အာရူတို့ခိုင်တဲခီတဲ့ဟုတ်တို့ဆူတို့ အခန်းအပြင်ပအပူချိန်နဲ့အခန်းတွင်းရဲ့အပူချိန်ကွာခြားချက်ကားတဲ့30ဒီဂရီအထက်ရှိတဲ့အတွက်ကြောင့်နဲ့အဲတက်တောင်းတက်တာနဲ့ပဲစိတ်အေးလက်အေးနေနိုင်ရဲ့တဲ့အဲ့ဒါဘာကိုပြောချင်မှန်းလည်းမသိဘူးပြောင်းပြန်နေဖြစ်တယ်ပေါ့နော်ဒီလိုမျိုး30ဒီဂရီဆိုအရန်မြင့်တဲ့အပူချိန်ဖြစ်တဲ့အတွက်အဲ30ဒီဂရီတောင်ချားတယ်ကွာအပူချိန်အရန်ကွာခြားတဲ့အတွက်ပူပင်မန်းလွယ်လीเนาะစာပိုက်ထဲမှာဒါပြီးမှာပြောရကြပင်မန်းလွယ်တယ်ဒီပါးပြီးပြောတာလीเนาะဆက်မဆက်မကြတော့ ရေဘိုးတဲ့ခရတာကိုခွားရှိတဲ့ရှီမောက်ခုတုံမအာရုံတော်တဲ့ဥမခုစကောဟိစယောကအာရုံတဲ့အဲဒီလေအေးပိဇက်တေကြောင့်မလို့ကိုခန္ဓာကိုကိုကိုဘောနော်ဖျက်ဆီးမိသွားတာမျိုးဥမာခန္ဓာကိုအဲကျမအချင်းနေမကောင်းတော့တာမျိုးပေါ့နော်ဖြစ်အဲအဲ့လိုမျိုးနေတောင်ရှိတဲ့အတွက်ကြောင့်မို့လို့တဲ့အဲတွန်းတန်းကျင်ကျင်ကောင်းကောင်းမွန်မွန်အသုံးပြုဖို့လိုအပ်ပါတယ်တဲ့ဒါက तू ကလေစကားလေးကိုလှည့်ပြီးပြောတော့ဥမခုစီ စကားကိုဟိဆယောကအလို့စားဂျောစုနေစကားကိုဆိုတဲ့ပုံစံမျိုးပဲပေါ့နော်ဒါကြောင့်မို့လို့ကိုခန္ဓာကိုယ်ကိုဖြက်စီးမိသွားတဲ့အချိန်မျိုးတွေတောင်ရှိတဲ့အတွက်ကြောင့်ဒီလိုမျိုးတန်ဆေးလွန်ပေးပေါ့နော်ကျွန်းကျွတ်ခြင်းနဲ့အသုံးပြုတဲ့နဲ့အဲ့လိုပြုပြုဖို့လိုအပ်တယ်လို့ပြောတဲ့အတွက်အပြောချင်းဆုံးကကောင်းတယ်လည်းရှိလို့ဆိုးတာလည်းရှိတယ်လို့ပြောချင်တဲ့အတွက်စမ်းပန်ပေါ့နော်ရွံ့ပန်ကိုဖတ်ကြည့်မယ်ဆိုရင်ရဲဖို့စကောက်တို့တိုင်းအုံးကိုချောဆဲဆဆူရခုတို့ကဒေကိနာခုနာလုံးတော့တဲ့စကဝါနိုင်ဟိုးကဤ ဒါကြောင့်လုံးဝ negative ဆန္ဒကြီးလုံးဝမတုံးနဲ့တဲ့ဟုတ်ပြီနော်ဒီလိုမျိုးဒီ APZ တွေကိုတုံးပြီဆိုရင်တဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်အပူချိန်တွေကိုချိန်ညှိဖို့တွေမလုံနိုင်တော့တဲ့အတွက်မတုံးတာကောင်းတယ်တဲ့အဲအဲ့လိုမျိုး bad review တော့မပေးဘူးပေါ့နော်ဒါကြောင့်မို့လို့ရုံးပန်ကိုပယ်လိုက်မယ်ဆိုရင်အဖြေကစမ်းပန်ပေါ့နော်ဟဲ့ရမယ်လို့ထင်တယ်ပေါ့နော်ဒီမှာဆိုရင်အောက်ကစာပိုက်ကလေး ဒီ run shoe လေးတွေကတော့ကိုယ့်အကိုလုံလိုက်ပေါ့နော်ဒါလေးကိုတန်းရှင်းရှင်းပြမယ်ဆိုရင် bone shoe တော့ခိုးဆိုးကို recise ဆိုလို့တဲ့ဒီ survive တရေဖွင့်ပြီးတိစောက်ပုံကိုနားလေကြည့်ကြမယ်တဲ့ဆိုရင်းဆိုရင်းတော့ danarakuni ya khuwari ကအားလို့တဲ့အတီးတီးအတီးတီး paragraph တစ်ခုတစ်ခုချင်းစီမှာဆိုရင်တဲ့သူ့တာဝန်နဲ့သူဒီကောင်းတဲ့အဲကောင်းတဲ့အချက်ကိုပြောရမယ်ပြီးရင်ဆိုးတဲ့အချက်ကိုလာမယ်ဒါမျိုးသူ့ရဲ့တာဝန်နဲ့သူရှိပါတယ်တဲ့ ဒါနာကုလရာကူဝါရီကိုရိကိုင်းစုလို့တို့လေဒီပါရာဂရိတ်ကဘာကိုပြောချင်တာလဲဒီပါရာဂရိတ်ရဲ့ခြုံငုံပြီးသူ့ရဲ့ရာကူဝါရီဆိုတော့တာဝန်အပိုင်းဒါမျိုးပြောတာပေါ့နော်ဒီဟာဟိုဒါနားလည်မယ်ဆိုရင်တဲ့ဒါနာကုတို့ရှီနော်ခန်ခေကဝါကာရီဒီလိုမျိုးပါရာဂရိတ်တွေရဲ့အတူညီတဲ့ချိတ်ဆက်မှုတွေကိုလည်းနားလည်သွားပြီးတော့တဲ့ဆိုတော့ဘွန်ရှွန်တော့ခိုးစိုးကရိကိုင်းတဲ့ခီလိုဒီစာပိုက်ကြီးတစ်ခုလုံးရဲ့ stretcher ကြီးကိုနားလည်သွားမယ်တဲ့ ဆိုရင်းဆိုရင်းတော့ဒန်ရာကုတဲ့အီတီဘန်အီတိုင်းခုတော့ miss ခဲ့တဲ့ဒါကြောင့်မလို့အတီးတီးအတီးတီးပါဂရက်တစ်ခုတစ်ခုချင်းစီရဲ့အပြောချင်းဆုံးအကြောင်းအရာကိုရှာပြီးတော့တဲ့ဒန်ရာကုတော့ရာကုအားတွေကိုခံခါရရောတဲ့ဒီစာပိုက်ရဲ့ဘာကိုပြောချင်တာလဲသူ့ရဲ့အဓိကဆိုလိုချင်တဲ့အပိုင်းကဘာလဲဆိုတာကိုစဉ်းစားကြည့်ကြမယ်တဲ့ခုနကငါတို့ဒါချီစာပိုက်ဖတ်ပြရင်လည်းစဉ်းစားသွားတယ်လို့ပဲတစင်တစင်ရင်စဉ်းစားသွားမယ်ဆိုရင်ဒါအဖြေကထွက်လာရပေါ့နော်။ဆောင်းမွေးမှာအရန်ဘယ်လိုပြောမလဲဒီ ဒါတော့အေးစစ်စစ်ဖတ်လို့ပေါ့နော်။ဆောင်းမကအမြန်ဖတ်လိုက်တယ်။အမြန်ဖတ်လိုက်ပြီးတော့ကိုကပေါ့နော်။ဒီအချိန်မမီတော့မမြန်ဖတ်လိုက်တယ်။ဒီမှာလည်းလေးခုပေါ့နော်။ဘယ်ဟာရွေးလို့ရွေးရမှန်းမသိဘူးဆိုရင်ခုနကအော်ဒါရှိပယ်ပြရတော့လို့လေ။တစ်ခုတစ်ခုချင်းအဖြေကဘယ်ဟာမှမသိတော့ရင်မားတာကနေစပယ်ပြီးတော့နောက်ဆုံးအမားအနည်းဆုံးကြံခဲ့တဲ့ဟာအဖြေပဲပေါ့နော်။ဒါမျိုးတွေအဲလေးရရှိတဲ့အတွက်ဟိုက်မင်းဆန်တော့ညများရန်ရှုလုပ်ပေးမယ်ဆိုရင်တော့အဲဒါပို့ပြီးတော့နားလေးဖြစ်သွားမယ်ပေါ့နော်။ 手前で、はい。だすに、お疲れ様です。これで終わりましょう。